thank uh you -huh. င်္ဂလာပါရှင်ခေတ်သစ်သတင်းဌာနကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်စစ်ကောင်စီဖွဲ့ဝင်73ဦးနဲ့အဖွဲ့အစည်း3ခုကိုကနေဒါပိတ်ဆို့အရေးယူတဲ့အကြောင်းတင်ဆက်ပေးပါမယ်မြန်မာနိုင်ငံငြိမ်းချမ်းရေးလုံခြုံရေးနဲ့တည်ငြိမ်ရေးကိုထိခိုက်စေပြီးလူ့ခွင့်ချိုးဖောက်မှုတွေကိုအထောက်ပံ့ပေးနေတဲ့မြန်မာစစ်ကောင်စီဖွဲ့ဝင်73ဦးနဲ့အဖွဲ့အစည်း3ခုကိုတန်ခတ်ပိတ်ဆို့အရေးယူလိုက်ကြောင်းကနေဒါအစိုးရကကြေညာလိုက်ပါတယ်စစ်ကောင်စီဖွဲ့ဝင်ဥပရွှေနဲ့စစ်ကောင်စီရဲ့ပြည်ထောင်စုဝန်ကြီးတွေဖြစ်တဲ့ဒေါက်တာကန်စောဦးကိုကိုလိုက်ဦးအောင်ကျော်ဟုဖိုလ်ချုပ်ကြီးမိုးအောင် ခွန်တန့်စော်ဒုဒုတိယဝန်ကြီးတွေဖြစ်တဲ့ပုံမှုချုပ်လူမွန်ဦးအောင်ကျော်တုံးဦးအောင်မြိုင်ပိုချုပ်ကိုလီဒေါ်တတန်လင်းဦးမင်းတို့ဦးထင်ကျော်သူစတဲ့လူပုဂ္ဂိုလ်ဆက်တောင်းနဲ့ကာကွယ်ဝန်ကြီးဌာနမြန်မာစစ်တပ်နဲ့အမှတ်33ချီလင်းတန်ရင်တို့ကိုတန်ခတ်ပိတ်ဆို့အရေးယူကြောင်းကနေဒါအစိုးရနိုင်ငံခြားရေးဝန်ကြီးဌာနကမလ9ရက်နေ့မှာကြေညာလိုက်တာပါ အခုလိုပိတ်ဆို့အရေးယူလိုက်တာကကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့မြန်မာစစ်တပ်ကအကြီးအကဲရိစနစ်တကျကျူးလွန်ခဲ့တဲ့လူခွင့်ရင်ချိုးဖောက်မှုတွေပြင်အမြင့်တွေနေတဲ့အကြမ်းဖက်မှုတွေဖိနှိပ်မှုတွေနဲ့မြန်မာပြည်မှာပိုဆိုးရွာလာတဲ့အကြက်တဲတွေအတွက်တာဝန်ရှိရာကြောင့်ဖြစ်တယ်လို့ကြေညာခဲ့ပါတယ်။မြန်မာစစ်တပ်ကိုငွေကြေးဆိုင်ရာပံ့ပိုးမှုအားလုံးရပ်ဆိုင်ဖို့စေအုပ်စုနဲ့သူတို့နဲ့ဆက်ဆက်သူတွေစီကိုလက်နက်တွေစစ်ပစ္စည်းတွေနှီးပညာကူညီပေးတာတွေရပ်တန့်မှုကလည်းကနေဒါအစိုးရကနိုင်ငံတကာကိုတောင်းဆိုလိုက်ပါတယ်။ကနေဒါအစိုးရကမြန်မာနိုင်ငံမှာအားလုံးပါဝင်နေ ရှိရှိတည်တတ်တဲ့ငြိမ်းချမ်းရရှိဖို့နိုင်ငံတကာနဲ့ဆက်လက်ဆောင်ရွက်သွားမယ်လို့ကြေညာချက်မှာဖော်ပြထားပါတယ်။ဒါအပြင်မြန်မာနိုင်ငံဒီမိုကရေစီရရှိရေးတိုးမြှင့်ဆောင်ရွက်သွားမှာဖြစ်တယ်လို့လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက်တာဝန်ရှိသူတွေတာဝန်ခံမှုရှိစေဖို့ဆက်လက်တောင်းဆိုတာတွေဖိအားပေးတာတွေဆောင်ရွက်သွားမယ်လို့ဆိုပါတယ်။ကနေဒါနိုင်ငံက2019ခုနှစ်ရိုဟင်ဂျာအကြမ်းအတဲနောက်ပိုင်းမြန်မာနိုင်ငံကလူပုဂ္ဂိုလ်နဲ့အဖွဲ့အစည်းတွေကိုတန်ခတ်ပိတ်ဆို့အရေးယူတာတွေကြေကြေပြန့်ပြန့်ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီထဲမှာမြန်မာနိုင်ငံကိုဆက်လက်နဲ့တင်ပို့ရောင်းချမှုပိတ်ပင်တာလင်းရင်စင်တင်ပို့မှုတားမြစ်တာပြင်ကနေဒါနိုင်ငံသားတွေအနေနဲ့အရေးယူခံထားရတဲ့လူပုဂ္ဂိုလ်တွေအဖွဲ့အစည်းတွေနဲ့စီးပွားဆက်ဆက်ဆောင်ရွက်တာတွေမလုပ်ထုတ်တားမြစ်တာငွေကြေးဒါမှမဟုတ်ဆက်ဆက်တဲ့ဝန်ဆောင်မှုပေးတာတွေကိုတားမြစ်ပိတ်ဆို့ပြီးအရေးယူခဲ့တာဖြစ်ပါတယ်။ကနေဒါအစိုးရကအခုဆိုရင်လူပုဂ္ဂိုလ်149နဲ့အဖွဲ့အစည်း62ခုကိုတန်ခတ်ပိတ်ဆို့မှုစည်းရင်းသွင်းထားပြီဖြစ်တယ်လို့သိရပါတယ်။ ဆလဘီဖာပုံမျိုးနဲ့ကြောက်ကွင်းရွာဖုန်ကြီးချောင်းကိုစစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲစစ်လင်ရင်နဲ့ပုံကျဲမှုကြောင့်ချောင်းထိုင်စရာတော့ဗတ်တနာဝီတုတ်တာပုံတိမှန်ပြီးပြန်လုံတော်မူတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ကရင်ပြည်နယ်ဖာပုံမျိုးနဲ့ကြောက်ကွင်းရွာဖုန်ကြီးချောင်းကအကြံဘတ်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလင်ရင်နဲ့ပုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ချောင်းထိုင်စရာတော့ဗတ်တနာဝီတုတ်တာပြန်လုံတော်မူခဲ့ကြောင်းဒေသခံပြည်သူတွေကသတင်းဌာနကိုပြောပါရယ်။မလ9ရက်နေ့ညနေပိုင်းမှာဖာပုံမျိုးနဲ့ကြောက်ကွင်းရွာဖုန်ကြီးချောင်းကိုအကြံဘတ်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ်လီယင်နဲ့ပုံကျဲတိုက်ခိုက်ရာဆက်လက်တွေနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။အကြံဖတ်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုအတွင်းကြောက်ခွင်းပုံကြီးကြောင်းကြောင်းနိုင်စရာတော့ဗတ်တနာဝီတုတ်တာပြန့်လွန်တော်မူခဲ့ပြီးတန်ကားတော့နှစ်ပါးလေထိခိုက်တံရရရှိခဲ့ကြောင်းသိရပါတယ်။ကြောင်းနိုင်စရာတော့ပြန့်လွန်တော်မူတယ်လို့တော့ကြားသိရတယ်။တိုက်ပွဲလည်းမရှိပဲပုံကျဲသွားတာမှဆရာတော်ကိုပုံထိမှန်ပြီးပြန့်လွန်တော်မူပါတယ်။ဆရာတော်စာပနာလေမလား6ရက်နေ့ကပြုတ်လုပြီးပြီလို့သိရတယ်။ကြောင်းလည်းထိခိုက်ပျက်စီးမှုများတယ်။တန်ကားတော့နှစ်ပါးတော့စေကူတမှုခံယူနေရတယ်လို့သိရတယ်လို့ဒေသနယ်ပြည်သူတွေကပြော ဝါရီစစ်တပ်ရဲ့ပုံကျဲတိုက်ခိုက်မှုအတွင်းထိခိုက်ဒဏ်ရာရရှိခဲ့တဲ့တန်ကတော့နှစ်ပါးမှလည်းတရားအခြေအနေပြင်းထန်ပြီးဖန်အမျိုးကိုပို့ဆောင်ကစီးထောင်ကုသမှုခံယူနေရတယ်လို့သတင်းမှဖော်ပြထားပါတယ်ရှင်။ မြ ாரி မှာထိုင်းဆိုရနဲ့ထိုင်းကုံစီများကိုသပိန်မောင်ရေးစစ်လောပြီးအမျိုးသားရေးအစွန်ရောက်သူရင်းမင်းထွန်းကဥဆောင်လှုံ့ဆော်နေပြီးကြားဖြတ်များကိုအကာအကွယ်ပေးနေတဲ့ BGM များကပြည်သူအယောင်ဆောင်ပြီးပါဝင်ဆန္ဒပြတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ကြားဖြတ်နေနေကိုလမ်းကြောင်းလွှဲပြီးထိုင်းနဲ့မြန်မာပဋိပက္ခပုံစံဖြစ်လာစေရင်အဓိကသွေးဆုံလှုံ့ဆော်နေတဲ့ သတိပြုရန်အရေးကြီးတယ်လို့ဆိုပါတယ်။ကရင်ပြည်နယ်များရီမှာထိုင်းဆိုရနဲ့ထိုင်းကုံစီများကိုတပိတ်မှောက်ရင်ဥဆောင်လုတ်ကိုင်းသူမှာစစ်လော်ပြီးအမျိုးသားရင်အစွန်ရောက်သူရိမင်းထွန်ဖြစ်ကြောင်းမြောက်ရီမြို့မှာပြည်သူများကသတင်းဌာနကိုပြောပါရယ်။ဖေဖော်ဝါရီလ2ရက်နေ့မနက်ပိုင်းထိုင်းနိုင်ငံမှာမြန်မာနိုင်ငံမြောက်ရီဘက်ကို73စီလျှက်စစ်မီနဲ့လောင်စာစီများဖြတ်တောက်မှုအတွက် ညဝတီမှာပြည်သူများလို့အမိခံကသူရိမင်းထွန် BGS စစ်သားများဦးဆောင်ပြီးထိုင်းဆိုရနဲ့ထိုင်းကုန်စီများစန့်ကျင်ရေးတိုင်းမြန်မာနယ်စပ်ကိန်းများပိတ်သိမ်းရေးဆန္ဒပြနေကြောင်းသိရပါရယ်သူရိမင်းထွန်ဆိုတာမဘာသာအမျိုးသားကြီးလုပ်တဲ့သူလို့နာမည်ကြီးတဲ့စစ်တပ်ထောက်ခံသူသူကိုယ်တိုင်လည်းစစ်ကောင်စီထောက်ခံဖွဲ့တွေတပ်ပြီးတရားဟောရင်းညဝတီမှာ BGS ကောင်ဆောင်နေတဲ့အရန်တွဲနေတဲ့သူအခုလေညဝတီကိုတရားစစ်မီနဲ့လောင်စာဆီဖြတ်တောက်လို့ဆန္ဒပြဖို့သူဦးဆောင်တာညဝတီပြည်သူတွေလို့သူကနာမည်တက်နေတာတကယ်တော့ BGS နဲ့သူတို့မဘာသာတွေပဲအခု တော့ထိုင်းစန့်ကျင်ရေးပုံစံဖြစ်အောင်နိုင်ငံရေးတိုက်ကွက်ဖော်နေတယ်။အဲ့ဒါကထိုင်းမှာရှိနေတဲ့မြန်မာတွေအတွက်ထိုင်းစုရကစိတ်ဆိုးပြီးပြန်ပို့လောင်လို့တဲ့တစ်ချက်ကုန်နှစ်ချက်ပြတ်နိုင်ငံရေးတိုက်ကွက်ပါပဲလို့မြောက်ရီအခြေဆိုင်စီးပွားရေးလုပ်ငန်းရှင်တအုပ်ကပြောပါရယ်။ထိုင်းနိုင်ငံကကြားဖြတ်နေနေအတွက်လျှက်စင်မီနဲ့လောင်စာစီဖြတ်တာမှုကြောင့်မြောက်ရီမျိုးနေပြည်သူများထိခိုက်တယ်ဆိုတာမှတ်ကန်တော့လေ BGF ကအဲ့ဒီအခြေအနေကိုအတုံးချပြီးပြည်သူများက၎င်းတို့ဘက်မှရက်တီတရောက်နိုင်ငံရေးအမျက်ထောက်ကထိုင်းစုရစန့်ကျင်ရေးနဲ့ထိုင်းကုန်စီများတပိမောက်ရီလုံဆော်လာကြောင်းသိရပါ ါတယ်မီးဖြန့်လောင်စာစီဖြတ်တော့ဒုက္ခရောက်တာတော့မှန်နေဒါကတပိုင်းပေါ်ဒါပေမဲ့ပြည်သူတွေက BGF ကိုထောက်ခံနေတာမဟုတ်ဘူးအခုလုတ်တဲ့အပေါက်ကမီးဖြန့်ရေဖြတ်တာတွေလုံလာတာက BGF တွေကစစ်ကောင်စီနဲ့ပေါင်းပြီးကြားဖြန့်ကိုင်းတွေလက်ခံလို့ဖြစ်လာမှန်းသူတွေသိတယ် အဲ့ဒါကြောင့်ပြည်သူတွေက BGF ကိုစဲနေတာအဲ့ဒါကို BGF ကမိဖြက်စီဖြက်လို့ပြည်သူတွေနစ်နာလို့သူတို့ကပြည်သူဘက်ကရက်တီတလို့အပေါက်ချိုးနေတာတကယ်တမ်းပြည်သူနစ်နာတာထက်ပိုပြီးနစ်နာနေတာက BGF တွေအဲ့ဒါကိုရောချနေတာနှစ်နိုင်ငံပဋိပက္ခဖြစ်အောင်သွေးထိုးလုံဆောင်နေတာကြားဖြတ်နေနေရေးကိုနိုင်ငံရေးတိုက်ခွက်ဖော်နေရလို့မြဝရီမျိုးမှာပရာဟိတဖွဲ့ဝင်တောင်ကသုံးသက်ပြောဆိုပါတယ်လက်ရှိ BGF ကထိုင်းဆိုရနဲ့ထိုင်းကုံစီစန့်တင်တပိမောင်ရေးလုံဆောင်မှုကြောင့်ထိုင်းနဲ့မြန်မာကြားတင်းမာမှုတွေဖြစ်ပေါ်ပြီးထိုင်းနိုင်ငံရောက်တော်လိုင်းသမားများ ဒေါ်လာရထောက်ပို့များအနေအထိုင်းချက်တဲကမြန်မာနိုင်ငံကိုပြန်ပို့မဲ့အခြေအနေများကြုံလာနိုင်ကြောင်းအဲ့ဒီလိုအခြေအနေဖြစ်စေဖို့လေ BGN နဲ့စစ်လော်ဘီတွေကဖန်တီးနေကြောင်းမြရီအခြေဆိုင်ကုန်တဲ့အတိုင်းဝိုင်းကတုံ့သက်ပြောဆိုပါတယ် နောက်ထပ်တပုံအနေနဲ့ကြောင်ပရောင်းနဲ့ဂျိုးပင်ကောင်းရှိကြေးရွာတချို့ကိုစစ်တပ်ကစီးနှင်ပြီးလူငယ်များကိုစစ်မှုရန်ဖြစ်ဖမ်းဆီးခေါ်ဆောင်ကမိထီလာမှာလဲပေါ်လုံးကန်နေတဲ့လူငယ်လေးဦးပေါ်တာဆွဲဖမ်းဆီးခံရတဲ့အကြောင်းတင်ဆက်ပေးပါမယ်။မန္တလေးတိုင်းကြောင်ပရောင်းမြို့နယ်ရှိကြေးရွာနှစ်ရွာကိုအစံဖတ်စစ်တပ်ကဝန်းရောက်စီးနှင်ပြီးလူငယ်များကိုစစ်မှုရန်ဖြစ်ဖမ်းဆီးသွားကြောင်းဒေသခံပြည်သူတွေကပြောပါရတယ်။ ဖေဖော်ဝါရီလ9ရက်နေ့နေ့လယ်3:30မိနစ်30အချိန်ကြာပရောင်မြို့နယ်ရှိအိုင်းယားမြောက်ရွာနဲ့အိုင်းလျားတောင်ရွာကိုအကြမ်းဖက်စစ်တပ်ကဝင်ရောက်စီးနင်းပြီးလူငယ်လေးဦးကိုပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်းသိရပါတယ်။အကြမ်းဖက်စစ်တပ်စစ်ကြောင်းကကြေးရွာနေလူငယ်လေးဖြစ်တဲ့ကိုမတ်ကျော်ကိုလာရွှေနဲ့အမည်မသိလူငယ်နှောင်းကိုဖမ်းဆီးသွားပြီးရဲ့နောက်ညနေပိုင်းမှာလူငယ်တအုပ်လေးငွေကြက်သိန်း100နဲ့ပြန်ယူခိုင်းနေကြောင်းဒါအပြင်စစ်ကောင်စီတပ်သားတွေကနေအိမ်တွင်ရှိပြည်သူဝန်ပစ္စည်းတွေကိုလည်းကားသုံးစီးနဲ့စိတ်ကြိုက်ယူဆောင်သွားကြောင်းသိရပါတယ်။ကြာပရောင်မြို့နယ်အိုင်းလျားမြောက်ရွာ ွာနဲ့အိုင်လျာတောင်ရွာကိုစစ်ကွေးတွေဝင်စီးတာပါစစ်ကားသုံးစီးနဲ့နေအိမ်တွေဝင်ရှာတဲ့ရွှေတွေငွေတွေကအစားစစ်ကွေးတွေကသူတို့စိတ်ကြိုက်ကိုယူဆောင်သွားတာပါပေါ်တာဆွဲဖမ်းဆီးသွားတဲ့လူငင်ငါးဦးကိုလည်းတိန့်တရာနဲ့ပြန်ယူခိုင်းပါတယ်လို့ဒေသခံပြည်သူတောင်ကပြောပါတယ်အလားတူဘကိုတိုင်းကျိုးဝင်ကောင်းမျိုးနဲ့ရှားပြူကုံရွာကိုလည်းအကြံဖက်စစ်တပ်ကလူငယ်တွေကိုဝင်ရောက်ပေါ်တာဆွဲဖမ်းဆီးတာကြောင့်ရွာလုံးကျောထွက်ပြေးတိမ်းရှောင်နေရကြောင်းဒေသခံပြည်သူတွေကပြောပါတယ်ဖေဖော်ဝါရီလ6ရက်နေ့မှာကျိုးဝင်ကောင်းမျိုးနဲ့ရှားပြူကုံရွာကိုအကြံဖက်စစ်ကောင်စီ ီတပ်သားများအင်အား40ခန်းဝင်ရောက်စီးနင်းခဲ့တာကြောင့်ရွာလုံးကျောထွက်ပြေးတင်းရှောင်နေရခြင်းဖြစ်ကြောင်းရှားဖြူကုန်းရွာမှာလူငယ်တွေကစစ်ကြောင်းဝင်ရောက်လာခြင်းအချိန်မီရှောင်တိနိုင်ခြင်းကြောင့်ပေါ်တာဆိုဖန်စီခံရမှုမရှိကြောင်းသိရပါတယ်ညနေ3နာရီခွဲလောက်မှာရှားဖြူကုန်းရွာကိုစစ်ကွေးအင်အား40လောက်နဲ့ဝင်ရောက်စီးနင်းတာပါစစ်ကွေးတွေဝင်ရောက်စီးနင်းခြင်းပြည်သူတွေရွာလုံးကျောထွက်ပြေးတင်းရှောင်နိုင်ခဲ့လို့ဖန်စီခံရသူမရှိဘူးလို့ဒေသခံပြည်သူတအုပ်ကပြောပါတယ် ဒါအပြင်မန္တလေးတိုင်းမိတီလာမြို့နယ်ကန်တောင်ရွာကိုလည်းအကျန်းပတ်ဆက်တက်ကဝင်ရောက်စီးနှင်ပြီးဘောလုံးကန်နေတဲ့လူငယ်လေးဦးကိုပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်းဒေသခံပြည်သူတွေကပြောပါတယ်။ဖေဖော်ဝါရီ9ရက်နေ့မှာမိတီလာမြို့နယ်ရန်ကုန်မန္တလေးလမ်းဟောင်းပေးရှိကန်တောင်ရွာကိုအကျန်းပတ်ဆက်တက်ကဝင်ရောက်စီးနှင်ပြီးလူငယ်လေးဦးကိုပေါ်တာဆွဲဖမ်းဆီးသွားခြင်းဖြစ်ကြောင်းအဆိုပါပေါ်တာဆွဲဖမ်းဆီးခံရတဲ့လူငယ်လေးဦးကိုမြို့တိနေရာမှာချုပ်နှောင်ထားရဲဆိုတာကိုမသိရသေးပေမိသားစုဝင်တွေကလိုင်းလံစုံစမ်းနေစေဖြစ်ကြောင်းသိရပါတယ်။ ရန်ကုန်မန္တလေးလမ်းဟောင်းဘေးကန်တောင်ရွာဘောလုံးကွင်းမှာဘောလုံးကန်နေတဲ့လူငယ်တွေကိုစစ်ခွေးတွေကိုညနေ9:30မိနစ်30မှာဝင်ရောက်ပေါ်တာဆွဲတာဘောလုံးကွင်းကလည်းလမ်းဟောင်းဘေးတင်မဲ့လူငယ်တွေလည်းထွက်ပြေးတာတော့လူမြောက်တဲ့သူတွေလည်းရှိရဲလူငယ်လေးဦးပါသွားတယ်ပါသွားတဲ့လူငယ်တွေကိုဖယ်ခေါ်သွားလဲဆိုတာအဆက်အသွယ်မရသေးပါဘူးလို့ဒေသခံပြည်သူတအုပ်ကပြောကြားခဲ့ကြောင်းသတင်းမှဖော်ပြပါရှိပါရဲ့ရှင်။